အားလုံးပဲမင်္ဂလာပါခင်ဗျာ iOS 26ရဲ့ Liquid Glad Design ဟာ iPhone အသုံးပြုသူတွေအတွက်တော့ထိလေရှားလေတဲ့အသွားနှစ်ဖက်ဒါတစ်စင်းလို့ပါပဲဒီလိုရုပ်လုံးကျွလှုပ်ရှားမှုတွေများများကိုအသုံးပြုထားလေလေဘက်ထရီပါဝါကိုပုံမို့အသုံးပြုရလေပဲဆိုတာလူကြီးမင်းတို့အားလုံးတိကျမှာပါ Apple ရဲ့ events မှာလည်းအခုထွက်လာမဲ့ new iPhone ရဲ့ power အသုံးပြုမှုဟာရခင် iPhone တွေထက်ဘလောက်အထိလှုပ်ဆောင်မှုကောင်းကြောင်းကိုလည်းဖော်ပြထားပါတယ် ဒါပေမဲ့ဒီ iOS 20ကိုကြော်ညာတဲ့အချိန်မှာ iPhone အသစ်တွေမထွက်လာသေးပါဘူး။ဒီတော့ကျွန်တော်တို့အားလုံးခင်ထားတာကရခင်ထွက်ပြီးသား iPhone တွေပဲဖြစ်ပြီးတော့ Liquid Glass Design က new iPhone တွေအတွက်တင့်တော်ကောင်းတင့်တော်နိုင်ပေမဲ့ကျွန်တော်တို့အခုအသုံးပြုနေတဲ့ iPhone တွေအတွက်ကတော့ battery စားတာနဲ့ဖုန်းအရန်ပူတာတွေလေးတာတွေဖြစ်နိုင်စေပါတယ်။ဒီ Liquid Glass Design တစ်ခုတည်းရပဲကျွန်တော်တို့ iPhone တွေရဲ့ ဘက်ထရီတွေပိုစားအောင်ပိုပူအောင်လုပ်နေတာတော့မဟုတ်သေးပါဘူး။တခြားအချက်တွေလည်း iOS 26မှာ များစွာရှိပါသေးတယ်။ဒီတော့ပထမအဦးဆုံးကျွန်တော်တို့ liquid glass design နဲ့ပဲအရင်စလိုက်ကြရအောင်။ပထမအဦးဆုံး setting ကိုဖြန့်လိုက်ပါ။ပြီးလို့ရှင်အောက်ကိုဆွဲလိုက်ပြီးတော့ accessibility ကိုဖြန့်ပါ။အဲ့ဒီမှာ display and text size ဆိုတဲ့တပ်ပါလေးကိုဆက်ပြီးဖြန့်လိုက်ပါ။ကျွန်တော်အခုပြောချင်တာကဗီဒီယိုမှာပြောပြမယ့်အချက်တွေကလူချင်းမင်းတို့ရဲ့ဖုန်းတွေကို ပို့ပြီးတော့ကြည်ကောင်းသွားအောင်ဒါမှမဟုတ်ပို့ပြီးတော့ဆွဲဆောင်မှုရှိအောင်လှုပ်ဆောင်ဖို့မဟုတ်ပါဘူး။ battery power ါစားတာကိုပိုမိုတက်တာသွားဖို့အဓိကပဲဆိုတာကိုကြည့်စေချင်ပါတယ်လူကြီးမင်းတို့စကောကို အပေါ်အောက်ဆွဲလိုက်တဲ့အခါအပေါ်မီနူးပါးကိုယောက်သွားလို့ရှင်မှိန်သွားတာကိုတွေ့ရပါလိမ့်မယ် လုပ်ထားတဲ့ဒီဇိုင်းလေးကတော့မစိုးပါဘူး။ဒါပေမဲ့ထိတ်ပြီးတော့ထူးဆန်းတယ်လို့ကျွန်တော်မထင်ပါဘူး။ဒီကိစ္စလေးအတွက်နဲ့ဘာလို့ကျွန်တော်တို့ battery power ကိုပို့ပြီးတော့သုံးနေမလဲ။ဒီ screen မှာ reduce transparency ဆိုတဲ့ထပ်လေးရှိပါတယ်။အဲ့ဒါလေးကို on လိုက်ပါ။ဒါဆိုရင် solid ဘာလေး ပြောင်းသွားမှာဖြစ်ပါတယ်အထူးသဖြင့် OI phone အသုံးပြုသူတွေအတွက်ဒီနောက်ကဘာမှမတိတာနေတဲ့လုံဆောင်ချက်လေးအတွက်ပါဝါအထိုက်လောက်တက်တာသွားမှာဖြစ်ပါတယ်ပြီးရင်တော့ display and touch site ကနေပြီးတော့နောက်ပြန်ထွက်လိုက်ပါအဲ့ဒီမှာ motion ဆိုတဲ့တက်လေးရှိပါတယ် motion ဆိုတဲ့တက်လေးကိုဖွင့်လိုက်ပါ reduce motion ဆိုတာလေးကိုမဖွင့်ဘဲနဲ့ပိတ်ထားပါ ဒီ motion ဝင်ချော်လိုက်ဖို့အကြံမပေးချင်ပါဘူးကိုယ့်ရဲ့ battery လေးအနည်းငယ်တက်တာဖို့ဒီလိုအရေးကြီးတဲ့အရာတွေကိုမလျှော့ပါနဲ့အောက်ကိုထပ်ပြီးရောဆွဲချလိုက်ပါအဲ့ဒီမှာ auto play video preview ဆိုတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါလေးကို ပိတ်လိုက်ပါဒီ setting ကို ပိတ်လိုက်ရင်တော့ safari နဲ့တခြား application တွေ ွှင့်လိုက်တာနဲ့တန်းပြီးတော့ဗီဒီယိုတွေက auto play လုပ်တော့မှာမဟုတ်လို့ပါဝါစားတွေ data အစားတွေတက်တာသွားမှာပါဒီလို auto play မဖြစ်တာကပုံမှန်အသုံးပြုသူတွေအနေနဲ့ဘာပြဿနာမှမရှိပါဘူး ြီးလို့ရှင်အောက်ကိုထပ်ပြီးတော့ဆွဲချလိုက်ပါ အရေးကြီးတဲ့ setting တခုကိုသွားပါမယ်အဲ့ဒီမှာ limit frame range ဆိုတာကိုတွေ့ပါလိမ့်မယ်လူကြီးမင်းတို့အခုအနေနဲ့ဟိုဟာဒီအတိတ်ပြီးတော့တွက်ချက်မနေပါနဲ့အဓိကတော့ battery power တက်တာပေါ်ကနံပါတ်1ပါဒီတော့ပုံမှန်အသုံးပြုသူတယောက်က120ကနေပြီးတော့60 frame range ကိုပြောင်းသွားတာတိတ်ပြီးတော့တိတာစီမှာမဟုတ်ပေမဲ့ဒီလို online တဲ့အတွက်ကြောင့်မလို့ battery power ကတော့တိတိတသာကြီးတက်တာသွားမှာကျင်းနေပါတယ် ကိုဖုန်းက iPhone 17မဟုတ်ဘူးဆိုလို့ရှင် ကိုဖုန်းအတွက်အဓိက ထားပြီးတော့ထုတ်ထားတဲ့ feature မဟုတ်လို့နှက်ခါတော့စဉ်းစားမနေပါနဲ့ ဒီ limit framework လေးကို turn on လုပ်လိုက်ပါပထမပြောခဲ့သလိုပဲ setting ကို turn off လုပ်ရမယ်အရာတွေကိုပြောသွားပေးမယ်ဆိုပေမဲ့ဒီအကြောင်းအရာလေးတွေက turn on လုပ်လိုက်ခြင်းအပြင်တိတာထင်ရှားမှုကိုရာကြီးစေလို့မဖြစ်မနေပြောရခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့ turn off လုပ်ရမယ် setting တွေကိုစပြီးတော့ပြောပြသွားမှာပါ main menu ကိုကျွန်တော်တို့ပြန်ပြီးတော့ဘတ်ဆုပ်လိုက်ပါ main menu ကိုရောက်သွားလို့ရှိရင် battery tag ကိုဖွင့်လိုက်ပါ အခုဆိုလို့ရှိရင်ဒီ fatty screen လေးကိုမြင်ရမှာဖြစ်တယ်ရခင် iOS version နေမှာမြင်ရတဲ့ battery ပိတ်ထပ်ပို့ပြီးတော့အချက်လက်တွေပုံမပါဝင်လာပြီးတော့ပို့အသုံးဝင်လာတာကိုတွေ့ရမှာပါပြီးရင်ကျွန်တော် charging tab လေးကိုကျွန်တော်တို့တွားလိုက်ပါအရင်ဆုံးပြောချင်တာကတော့ charging limit ဖြစ်ပါတယ် ဲ့ဒီမှာတရားရာဂိုင်းလုံးပေးထားမယ်ဆိုလို့ရှင်အိုင်ဘုံမှာတုံထားတာကလီတီယံဘယ်ရီဖြစ်လို့တရားရာဂိုင်းလုံးအားပြည့်အောင်အမြဲတွင်းနေမယ်ဆိုလို့ရှင်အဆင်မပြေပါဘူး။ over charging အမြဲဖြစ်နေလို့ iPhone ရဲ့ဘယ်ရီတက်တန်းကိုတိုးစေပါတယ်။ဒီတဲ့ကြောင့် Apple က automatic battery charging ဆိုတာလေးကိုထည့်ပေးထားပါတယ်။ကိုယ့်ရဲ့အချိန်နိုးချိန်ကိုမှတ်သားထားပြီးတော့ကိုယ်ပုံမှန်အိပ်ရာထားမယ့်အချိန်မရောက်ခင်လေးမှာတရားရာဂိုင်းလုံးပြည့်အောင်အချိန်တိုင်းအသွင်ပေးရပါ။ဒီ automatic င်မရဲ့ဘက်ထရီချက်ခြင်းကမစိုးဘူးဆိုပေမဲ့အလုပ်တော့တိတ်ပြီးတော့မဖြစ်ပါဘူးဒီတဲ့ကောင်းတဲ့ setting လေးတခုကိုကျွန်တော်ပြောပြပေးပါမယ်ချက်ခြင်း limit ကိုပထမဦးဆုံး90ရာခိုင်နှုန်းပြောင်းလိုက်ပါဒါဆိုရင်အားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ clean energy ချက်ခြင်းဆိုတဲ့ဟာကြီးပဲဖြစ်ပါတယ်ဘာလဲဆိုတော့တေချာဖတ်ကြည့်လိုက်ပါအခုသုံးနေတာ iPhone ဖြစ်ပါတယ် battery ကိုအဓိကထားပြီးသုံးနေတဲ့ EV ကားတွေမဟုတ်ပါဘူး အဓိကကျွန်တော်တို့စီကနေပြီးတော့ဒီ clean energy ချက်ခြင်းကလိုချင်တာက data analyst လုပ်ဖို့အချက်လက်တွေပါဒီတော့ကျွန်တော်တို့အတွက်အသုံးမလိုဘဲနဲ့ပါဝါသားမခံပါဘူးကျွန်တော်ကတော့ turn off လုပ်လိုက်ပါဘက်ထရီပိတ်ကိုပြန်သွားလိုက်ပါပါဝါမှုကိုဖွင့်လိုက်ပါ Apple ကနေပြီးတော့ adaptive power မှုဆိုတာကိုထည့်ပေးထားပါတယ်ဒီမှုကကိုယ့်ဖုန်းကို Apple ကို control လုပ်ခွင့်ပေးလိုက်တယ်လို့ပါပဲဒီ control ကိုဘာလို့ထည့်ပေးထားတာလဲ ကျွန်တော်အမြင်ကတော့ iPhone 70 Air တွေကအရင်ပါတော့အပူကိုစွန့်ထုတ်ရမှာအားနည်းချက်ရှိပြီးတော့အရင်ပူပါတယ်။ဒီတော့အဲ့ဒီပူနေတဲ့အချိန်မှာ processing power ကိုချော့ချပြီးတော့အေးသွားနိုင်ဖို့အတွက်ဒီ setting ကိုမဖြစ်မနေထည့်လိုက်ရတဲ့ပုံပေါက်ပါတယ်။ကျွန်တော်တို့ဒီ adaptive power မှုကိုပိတ်ထားလိုက်ပါတယ်တကယ်လဲမလိုအပ်ဘဲနဲ့အပိုထည့်ထားသလိုခံစားလို့ပါကျွန်တော်တို့မှာ low battery power မှုပါပြီးသားဖြစ်ပါတယ် iOS 26မှာ တကယ်ကိုအရေးကြီးတဲ့ပိတ်ဖို့အမှန်တကယ်လိုအပ်တဲ့အချက်လေးတစ်ခုလည်းကျွန်တော်ဆက်ပြောသွားမှာဖြစ်ပါတယ်ဒီ setting ကတော့ background application reflect ဖြစ်ပါတယ်တစ်ချက်ကြည့်လိုက်အောင်ကျွန်တော် main menu ကိုပြန်သွားမှာဖြစ်တယ် main menu ကနေပြီးတော့ general ကိုသွားမှာဖြစ်တယ်အဲ့ဒီမှာ background application reflect ဆိုတဲ့ tab လေးကိုဖွင့်လိုက်ပါအဲ့ဒီ page ရဲ့အပေါ်ဆုံးမှာတွေ့တဲ့အတိုင်းပဲ background application reflect ဆိုတဲ့ထိပ်ဆုံး tab ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ အဲ့ဒီမှာ application တွေကိုနောက်ွယ်မှာအသုံးပြုဖို့အတွက် setting သုံးခုပေးထားပါတယ်ဒီ background application reflect ကြောင်းနောက်ွယ်မှာ application တွေဟာအမြဲအချက်လက်တွေကို update လုပ်နေတယ်ကိုမတိလိုက်ပဲနဲ့ new content အချက်လက်တွေကို download ဆွဲနေတယ် ဒီလိုလှုပ်ထားတဲ့ idea ကတော့ကိုအမြဲအသုံးနေတဲ့သတင်း application တွေ social media တွေကို second watt လောက်တောင်စောင့်စီရမလို့ပဲနဲ့ hotline သတင်းတွေအချိန်နဲ့တပြေးညီပြပေးနိုင်အောင်လှုပ်ဆောင်ထားတာဖြစ်ပါတယ်အမှန်ကတော့နောက်ွယ်မှာ application reflect လုပ်နေလို့ဖုန်းရဲ့ mobile data ကိုလည်းများစွာကုန်စေရဲကိုမသုံးမဲနဲ့ battery ညော့နေတဲ့အဓိကသေခံပဲဖြစ်ပါတယ်ဒါကြောင့်မို့ low battery mode on လိုက်တာနဲ့ဒီ background application reflect ကို app ကပိတ်လိုက်ပါတယ် မယုံလို့ရှိရင် လူချင်းမင်းတို့ low battery mode ကို on ပြီးတော့ d setting ကိုလာကြည့်လိုက်ပါဒီတော့ d setting မှာရွေးဖို့၃ခုရှိပါတယ် off ရယ် wifi ရယ် wifi and cellular data ရယ်ဆိုပြီးရှိပါတယ်ကျွန်တော်ကတော့ wifi ကိုရွေးလိုက်ပါတယ် ပြီးလို့ရှိရင် main background application menu ကိုပြန်သွားมาဖြစ်ပါတယ်ကျွန်တော်တို့ background application web flag ကို wifi ကိုရွေးထားပေမဲ့တချို့ application တွေရဲ့အလုပ်လုပ်ပုံကမတူပါဘူးအထူးသဖြင့် messaging application တွေက low power mode လို့လုပ်ထားလဲတစ်ဖက်က chat node တွေကတက်လာတာမြင်ရမှာပါဒီတော့ကိုလုံးဝမတုံးတဲ့ application တွေကိုဒီအောက်ကလက်ထဲမှာ turn off လုပ်လိုက်ပါ ဒါဆိုရင် သူတို့က background မှာလုံးဝ running မှာမဟုတ်တော့ပါဘူး။နောက်တစ်ခုကတော့အာယုံနည်းနည်းနောက်တဲ့ setting တစ်ခုကိုပိတ်မှာဖြစ်ပါတယ်။ main setting ပိတ်ကိုပြန်သွားမယ်။ထိတ်ဆုံးကို ရောက်အောင်အပေါ်ကိုဆွဲတင်လိုက်မယ်။ကျွန်တော်တို့နာမည်နဲ့ profile ကိုတွေ့ရမယ်။အဲ့ဒီ profile tag ကိုနှိပ်လိုက်ပါ။ profile ပိတ်တဲ့ရောက်သွားရင် ထိတ်ဆုံးမှာ personal information tag ကိုနှိပ်လိုက်ပါ။ ပါစနယ်အင်ဖော်မေးရှင်းတက်တဲ့ရောက်သွားရင် အောက်ကိုဆွဲချလိုက်ပါအဲ့ဒီမှာ communication preference tab ကို တွေ့ရပါလိမ့်မယ်အဲ့ဒီ tab လေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါဖွင့်လိုက်ပြီးလို့ရှိရင် ပေါ်လာတဲ့ announcement application music tv and more ပြီးရင် apple news news layer စတဲ့ setting သုံးခုကိုတွေ့ရပါလိမ့်မယ်ဒီ setting တွေကကျွန်တော်တို့အတွက်အသုံးဝင်ပါဘူး information တွေကျွန်တော်တို့အတွက်မလိုအပ်ပါဘူးဒါတော့ကျွန်တော် ပိတ်လိုက်ပါဒီအပေါ်သတင်းတွေကိုကျွန်တော်တို့ပါလို့လက်ခံနေမှာလဲပုံမှန်ဆိုရှယ်မီဒီယာတွေမှာမမြင်ချင်မှအဆုံးပဲဖြစ်တဲ့တို့ကြောင့်မလို့လုံးဝတွေ့ဝေမနေပါနဲ့နောက်တစ်ခုအနေနဲ့ကျွန်တော်ကင်မရာကိုသွားမှာဖြစ်ပါတယ်မိမိနူကိုသွားလိုက်ပါမိမိနူအောက်ကနေပြီးတော့ကင်မရာဆိုတဲ့ထက်လေးကိုကျွန်တော်နှိပ်ပြီးတော့ဝင်လိုက်ပါပြီးလို့ရှိရင်အောက်ကိုဆွဲချလိုက်ပါအဲ့ဒီမှာ Paratite First Star Shooter ဆိုတဲ့ setting လေးကိုတွေ့ရမှာဖြစ်တယ်ဒီ setting က depth ပုံကို အရန်မြန်မြန်ဆန်ဆန်ရိုက်နိုင်အောင်ကူညီပေးနိုင်တယ်။ဒါပေမဲ့ဒီလိုရိုက်တဲ့အတွက် quality မကောင်းတဲ့ပုံတွေထွက်လာဖို့ရှိပါတယ်။ဘသူက quality မကောင်းတဲ့ပုံတွေကိုမြန်မြန်ဆန်ဆန်လူချင်းမှာလဲ။ quality မကောင်းတဲ့ပုံကိုလူချင်းမင်းတို့ထုံးမလား။ကျွန်တော်တို့ကိုရိုက်တဲ့ပုံတွေကိုကောင်းနေမှာအဆင်ပြေမှာဖြစ်လို့ turn off လုပ်လိုက်ပါတယ်။ပြီးရင်တော့ main setting menu ကိုဖြန်သွားပါ။ အဲ့ဒီမှာ sound and haptic setting ကိုကျွန်တော်တို့ဖွင့်လိုက်ပါ DB ထဲရောက်သွားလို့ရှိရင် keyboard feedback tag ကိုလိုက်ရှာပြီးတော့နှိပ်လိုက်ပါဒီမှာ sound နဲ့ haptic ဆိုတဲ့ setting တစ်ခုရှိပါတယ်။ဒါကကျွန်တော်တို့စာရိုက်တဲ့အခါမှာတက်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 ဆိုပြီးတော့အတန်ထွက်အောင် vibration ဖြစ်အောင် on ထားတာပါ။အမှန်တကယ်ပဲလိုအပ်သလား။ဒါကကိုယ်စိတ်ခံစားချက်နဲ့ပဲဆိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့အတန်မကြားဘဲနဲ့စာရိုက်ရတာကိုပို့ပြီးတော့လုံခြုံတယ်လို့ခံစားရပါတယ်။ ဒီတော့ကျွန်တော်ဒီ sound haptic နှစ်ခုလုံးကိုကျွန်တော် turn on လုပ်လိုက်ပါပြီးလို့ချင်ရင် sound and haptic page ကိုပြန်သွားပါအဲ့ဒီမှာ ringtone and alarm ဆိုတဲ့ menu လေးရဲ့အောက်မှာ change with button ဆိုတဲ့ tab လေးကို on ထားတွေ့ရပါလိမ့်မယ်ဒါကဘာကိုပြောလဲဆိုလို့ရှိရင် ျွန်တော်အနေနဲ့ဗီဒီယိုကြည့်မယ်တခြင်းနားထောင်မယ်အဲ့ဒီအချိန်မှာ physical volume up down ကိုအတန်အတိုးကျဲချိန်လိုက်တယ်အဲ့မှာတိုးသွားလည်းဖြစ်နိုင်တယ်ကျဲသွားလည်းဖြစ်နိုင်တယ်ဒါဆိုလို့ရှိရင် ကျွန်တော်တို့ဒီ ring tone နဲ့အလန်းနေရာလဲတစ်ခါတလေမှာချဲနေတာတစ်ခါတလေမှာမကြားတာတွေဖြစ်နေလိမ့်မယ်အဓိကတော့ဒီ physical button ကိုကျွန်တော်တို့ up down လုပ်တဲ့ပုံမူတည်ပြီးတော့ဒီအခြေအနေကပြောင်းသွားတာပေါ့ဒီတော့ လူချင်းမင်းတို့အနေနဲ့ဒါကိုသတိထားမိကြရလားအဲ့ဒါကချိန်ဝစ်ဘတ်တန်လေးကိုကျွန်တော်အွန်ထားခဲ့တဲ့အတွက်ကြောင့်မလို့အခုလိုဖြစ်နေဒီတော့ကျွန်တော်ချိန်ဝစ်ဘတ်တန်လေးကို off လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ring tone အတွက်ဒါမှမဟုတ်အလံအန်းအတွက်ကိုဒီမှာကိုယ်စိတ်ကြိုက်အသံအတိုးကျအနေထားလေးကိုကိုယ့်ဟာကိုထည့်ပြီးထားလိုက်တယ်ဆိုလို့ရှိရင်ဒီအလံနေ ring tone နေရာတတ်တတ်မှတ်တဲ့ညီနေမှာဖြစ်တယ်ပေါ့နော် အဲ့ဒါပြီးရင်ကျွန်တော်တို့ main page ကို ဖြန်သွားလိုက်ပါဒီ main page မှာ notification setting ကိုဖွင့်လိုက်မယ်အဲ့ဒီ notification ထဲမှာ screen sharing ဆိုရဲ tab လေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ဖွင့်လိုက်ပါအဲ့ဒီ screen sharing tab လေးမှာရှိရဲအမ allow notification ဆိုတာ on ထားတွေ့ပါလိမ့်မယ်ဒီဟာကကျွန်တော်တို့ဖုန်းမှာ screen record လုပ်တာတွေတခြား screen share လုပ်တာတွေမှာ noti တက်တာပါဒီလိုတက်တဲ့အတွက်အာရုံနောက်ပါတယ်ဒီတော့ဒီ screen sharing ထဲကိုဝင်ပြီးတော့ဒီ allow notification ကိုကျွန်တော်ပိတ်လိုက်ပါတယ် ပြီးရင် menu ကိုပြန်သွားမယ် menu ထဲမှာ display and brightness ဆိုတာကိုကျွန်တော်ဖွင့်လိုက်မယ်ဒီထဲမှာ အနည်းငယ်လောက်ပဲအသုံးဝင်ပြီးတော့ battery power ကိုထိခိုက်စေမဲ့ set တွေနေရှိပါတယ်ပြီးမှအောက်ကိုဆွဲချလိုက်ပါအဲ့ဒီမှာ Ori on display ကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကိုဖွင့်လိုက်ပါဒီ screen မို့ iPhone 14 Pro အထက်ဖုန်းဒီမှာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘယ်ချိန်ရှိပြီလဲဆိုတာကိုကိုဖုန်းကိုတစ်ချက်လောက်စောင်းခဲကြည့်လိုက်အောင်နဲ့တိနေရတာကိုအရင်သဘောကျပါတယ်ပြီးတော့ဒီ iOS 26မှာ나이ကိုအကြီးသေးပြောင်းနိုင်တာလည်းတော်တော်မှိုက်ပါတယ် Apple ကလုတ်ပြီးထားတဲ့ feature တွေကအရန်ကောင်းပါတယ်အများကြီးအသုံးဝင်ပါတယ်ဒါပေမဲ့တစ်ချက်လောက်ကြည့်ဖို့လိုအပ်တဲ့ information အတွက်မလိုအပ်တာတွေကိုကျွန်တော်ဖြုတ်ပစ်လိုက်မှာဖြစ်ပါတယ်ဒီတော့ show wallpaper ကိုကျွန်တော် turn on လုပ်လိုက်မယ် group wallpaper ကိုကျွန်တော် turn on လုပ်လိုက်မယ် show notification ကိုလည်း privacy အတွက်ကျွန်တော်ထမ်း all လုပ်လိုက်တယ်။တခြားလူကနေကိုယ့်ဖုန်းကိုလာပြီးစောင်းငဲကြည့်လိုက်တဲ့အချိန်မှာဒီကိုယ့်ရဲ့ notification တွေကိုသူများကနေပြီးတော့မြင်သွားတာကိုကျွန်တော်မလိုချင်ပါဘူး။ဒီ setting ၃ခုလုံးကိုကျွန်တော် ထန်အောင်လုပ်လိုက်ပါတယ်။ဒီလိုပြောင်းလိုက်တဲ့အကြောင်းမျိုးကျွန်တော်တို့အတွက်ထူးခြားတာဖြစ်မသွားပါဘူး။ကျွန်တော်တို့လိုချင်တဲ့ information ကို Ori on display မှာမြင်နေရပါတယ်။အချိန်အာရုံမြင်ချင်တဲ့အဲ့အချိန်အာရုံကျွန်တော်တစ်ချက်လောက်စောင့်နေကြည့်ုံနဲ့အခုလဲမြင်ရမှာဖြစ်တယ်။ကျွန်တော်ရဲ့ wall page ကိုမမြင်ရတာဘာမှခံစားချက်မရှိပါဘူး။အားသာချက်တစ်ခုကတော့ battery အားကိုပို့ပြီးတော့ခံသွားစေပါတယ်။ Apple ရဲ့ new feature တစ်ခုဖြစ်တဲ့ game center ဆိုတာကို iOS 26မှာထည့်ပြီးထားပါတယ်။ဒါပေမဲ့ Apple ရဲ့ Developer Session မှာပြောခဲ့သလိုပဲ Apple OS နဲ့လည်းချိတ်ဆက်ထားတယ်ပြီးလို့ရှိရင် widget တွေ notification တွေနဲ့ Apple Store မှာလည်းအချက်လက်တွေကိုမြင်နိုင်တယ်ဆိုတော့ဒီအရာတွေအားလုံးကိုကျွန်တော်မျက်စိတည်းပြင်မြင်တာတော့ battery power အားကုန်စည်းမဲ့အရာတွေပဲလို့မြင်ပါတယ်ပြီးရင် game တွေဆိုတာကလည်း game center မရှိဘဲနဲ့ဆော့လို့ရနေပါဒီ game center က game သမားတွေကနေပြီးတော့ Facebook လို social media platform တစ်ခုကိုလုပ်ဖို့ Apple ရှင်းလင်းမဲ့ ြစ်ပါတယ်နောက်တစ်ခုက operation system နဲ့လည်းချိတ်ဆက်ထားတယ်ဆိုတော့ကျွန်တော်တို့ရဲ့အပြည့်အမူတွေကိုရှင်းရခံပြီးတော့ AD ကြော်ညာတွေကိုတစ်ဖက်တစ်လမ်းအပြဖို့လုံဆောင်ဖို့လို့မြင်ပါတယ်တကယ်လို့ကိုက game center ကိုအမှန်တကယ်အသုံးပြုသူဆိုရင်တော့ဘာမှမလုပ်ဘဲနဲ့ထားလိုက်စေချင်ပါတယ်ဘာမှမတုံးဘူးဆိုရင်တော့ဒီ game center ကနေရော sign out လုပ်လိုက်ပါ အတိုင်းလောက်ဘက်တရီပါဝါစားတာကိုညှော်နေသွားစီမှာပါကျွန်တော်တို့ main page ကိုသွားလိုက်ရအောင် main page မှာကျွန်တော် game center ဆိုတာရှိပါတယ်အဲ့ game center လေးကိုကျွန်တော်ဖြင့်ပြီးတော့ဝင်လိုက်ပါအဲ့မှာအောက်ကိုဆွဲလိုက်လို့ရှိရင်ကျွန်တော် sign out ဆိုတာလေးရှိပါတယ်အဲ့ sign out လေးကိုကျွန်တော်နှိပ်လိုက်ပါနှစ်ကြိမ် sign out လုပ်ပြီးသွားလို့ရှိရင် game center လေးကနေပြီးတော့ဖတ်သွားမှာဖြစ်ပါတယ် အဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းတရှိုးဆက်တင်လို့ရှိပါသေးတယ်ကျွန်တော်အနေနဲ့ဆက်လက်လေ့လာဖို့လိုအပ်နေသေးလို့အခုတော့ဒီလောက်နဲ့ပဲညနာပါရစေဒီဗီဒီယိုလေးကလူချင်းမင်းတို့ကိုအခုအညီအများကြီးဖြစ်မယ်လို့ယုံကြည်ပါတယ်ဖြစ်နိုင်ရင်တော့ feedback လေးတွေပေးသွားစီစဉ်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ